ပုံတွေကို glary လုံးဝမဖြစ်အောင်ရိုက်မယ်ဒါမှမဟုတ်ရှင် game မပါဘဲနဲ့ဒီ smooth cinematic video တွေကိုဒီ features ကိုအသုံးပြုပြီးတော့ရိုက်မယ်ရိုက်ချက်တွေကလည်းပို့ပြီးတော့ professional set နဲ့ဒီပတ်မိုးပေးရပါတော့ဒီ features က camera ကိုပတ်မိုးပေးတယ် in body image stabilization ဆိုတဲ့ feature တစ်ခုဖြစ်ပါတ ောင်အဆုံးကျွန်တော်တို့ဒီ IPRS ဆိုတာဘာလဲဆိုတော့အရင်ဆုံးစပြီးတော့ပြောအောင်နော် IPRS ရဲ့အပြည့်အစုံက in body image stabilization ဖြစ်ပါတယ်အမီအတိုင်းပဲပေါ့နော်သူကကင်မရာရဲ့အတွင်းထဲမှာပေါ့နော် body ရဲ့အတွင်းထဲမှာသူကရှိတယ် lens ရဲ့ဒီ lens မှာရှိတာမဟုတ်ပေါ့နော် lens မှာရှိတာလည်းရှိပါတယ် lens မှာက OIS လို့ခေါ်တာပေါ့နော်ဒီကင်မရာအတွင်းထဲမှာရှိတဲ့ IPIS က in body image stabilization ပေါ့နော်သူရဲ့နာမည်အတိုင်းပဲ ဒီ body ထဲမှာရှိပေါ့ကင်မရာကိုလက်ကနေကင်ပြီးတော့ရိုက်တဲ့အချိန်မှာဒီလက်မငိမ့်တာတွေဒီနည်းနည်းဖြစ်တတ်တယ်ပေါ့နော်တခါတလေဗီဒီယိုရိုက်တဲ့အခါပေါ့နော်လက်လက်မငိမ့်တာတွေဖြစ်သွားလို့ရှိရင်ဓာတ်ပုံရိုက်တဲ့အခါမှာဆို image blurry ဖြစ်သွားတယ်ဗီဒီယိုရိုက်တဲ့အခါမှာလည်းဗီဒီယိုရှိတ်ဖြစ်တယ်ပေါ့နော် DIBIS ကနေပြီးတော့ blurry ဖြစ်တာကို short ချပေးဖို့အတွက် camera body ရဲ့ဒီအတွင်းထဲမှာရှိတယ်ပေါ့နော်အဲ့ဒီ sensor ဒီ camera body အတွင်းထဲမှာရှိတဲ့ sensor ကိုဒီရွေ့လျားစေရပါပေါ့ ရွေးလျားစီပြီးတော့ဒီပုံတွေအထက်တစ်ခုကကြဗီဒီယိုတွေကိုတည်ငြိမ်စေတယ်ဗောနော်အဓိကတော့ဒီ stabilize ဖြစ်တယ်ဗောနော် IPIS ဘယ်လိုအလုပ်လုပ်လဲဆိုတော့ကိုကျွန်တော်ပြောပြပေးသွားမှာပဲ IPIS ဒီအထောက်အကူပြုဖို့အတွက်ကင်မရာထဲမှာဒီ gyroscopic sensor နဲ့ accelerometer ပါဝင်ပါတယ်ကင်မရာကဘလို့လှုပ်ရှားလဲဆိုတာကိုဒီအတွင်းထဲကနေပြီးတော့နော်ဆန်ဆာကနေပြီးတော့ဓာတ်ရိုက်ဒီတက်ဖြစ်တယ်ကင်မရာရိုက်တဲ့အချိန်မှာကိုရိုက်နေရဲ့ကိုရဲ့ shot ပေါ့နော်ကိုရိုက်နေရဲ့ကိုရဲ့ shot က direction ဘယ်နောက်ရွေ့သွားလဲဆိုတာကိုသူကတွက်ချက်တယ်ကိုက ဒီရွေးတဲ့ပုံစံအတိုင်းကိုသူကကင်မရာကလေစန်စားနေသူကဒီတက်သိတယ်သိပြီးတော့စန်စာကိုသူကဘယ်လိုလုပ်လဲဆိုတော့ reverse ပုံစံမျိုးပေါ့နော် reverse direction ပြန်ပြီးတော့ရွှေ့ပြီးကိုကဒီဘက်ရွှေ့ရင်သူကကိုဘက်ရွှေ့အဲ့တော့ငြိမ်သွားတဲ့ပုံစံမျိုးဖြစ်သွားပါတော့အဲ့တော့ကျွန်တော်တို့ဒီစန်စာ shift လုပ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်စန်စာ shift လုပ်တယ်လို့ခေါ်တယ်အဲ့ဒီစန်စာ shift ကလည်းဒီ real time ပေါ့နော်တကယ်ရိုက်နေတဲ့အချိန် real time မှာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ low shutter speed နဲ့ရိုက်တဲ့အခါမှာ shutter speed ညော့တဲ့ shutter speed နဲ့ရိုက်တဲ့အခါမှာဒီ ပုံကကြီးကြီးလင်းလင်းဖြစ်တယ်အဘလာရီမဖြစ်တဲ့ပုံကို tripod ကိုပေါ့နော် tripod မလိုဘဲနဲ့ရရှိနိုင်တာဒီ feature ကြောင့်ပါပဲဒီနေ့ခေတ်ကျွန်တော်တို့ဒီ high end pro zoomer နဲ့ဒီ professional camera တွေမှာ 5x IPS ဆိုပြီးတော့ပါဝင်ပါတယ်အဲ့တော့ 5x ဆိုတာဘာလဲ 5x ဆိုတာကိုကျွန်တော်နားလည်အောင်ပေါ့နော်ကျွန်တော်ရှင်းပြပါမယ် camera ကိုဒီအပေါ်အောက်ပေါ့နော် up down တစ်လို့လဲဆိုလို့ရှိရင် तू က pitch လို့ခေါ်ပါတယ် left to right ဒီ rotate လုပ်တယ်ဆိုလို့ရှိရင် तू က ဂျောလို့ခေါ်ပါတယ်ကင်မရာကို rotate ပေါ့နော် rotate လို့လှည့်လိန်ကျွန်တော်တို့က roll လို့ခေါ်ပါတယ် horizontal ပေါ့နော် shift လုပ်မယ်ဆိုရင် x axis ပေါ့နော်အဲ့ဒါကိုကျွန်တော် x axis movement ပေါ့နော် vertical shift လုပ်မယ်ဆိုလို့ရှိရင် y axis movement ဖြစ်ပါတယ် IBIS ကဒီ movement တွေအကုန်လုံးကိုစမ်းတက်ပြီးတော့သူပြင်ဆင်ထားပြရပါတော့ land state မှာတော့ဒီ stabilization ကရှိပြီးသားဖြစ်တယ် ီ lens base ကကြတော့ဒီ stabilization ကြတော့ OIS လို့ခေါ်တာပေါ့ဒီ optical image stabilization ဒီ IPS နဲ့အတီချာအလုပ်လုပ်တယ်ပေါ့နော် IPS ကဒီ camera body အတွင်းထဲမှာရှိပြီးတော့ OIS ကကြတော့ lens ရဲ့ဒီ lens ရဲ့အတွင်းထဲမှာရှိတယ်ပေါ့နော်အဲ့တော့လုံဆောင်ပုံချင်းကတော့မတူဘူး OIS ကဒီ lens သူ့ရဲ့တက်ဆိုင်တဲ့ lens တွေမှာပဲသူကအလုပ်လုပ်နိုင်တယ်ဒီ IPS ကကြတော့ဘယ် lens နဲ့မဆို အလုံးလုံးနိုင်တယ်ဗောနော်နောက်ဆုံးထွက်တဲ့ဥပမာ RF LAN လိုမျိုး LAN တွေနဲ့တောင်မှ तू ကအလုံးလုံးနိုင်တယ်အဲ့ဒီမကောက်ဗောနော်လုံခဲ့တဲ့နှစ်90နှစ်အစိတ်လောက်ကဒီ LAN တွေဗောနော်အဲ့ဒီ manual LAN တွေနဲ့လည်း तू ကအလုံးလုံးနိုင်တယ်အဲ့ဒါ IBIS ရဲ့အာသာချက်ပဲဗောနော်ကျွန်တော် IBIS နဲ့ OS ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ dual stabilization system ကို postbook ဖြစ်တဲ့ footage တွေလောက်လို့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီ zoom lens တွေပေါ့နော်ဒီ low light မှာအထူးအသုံးဝင်ပါတယ် IPIS ရဲ့ဒီကောင်းကျိုးအချို့ပေါ့နော်ကောင်းကျိုးအချို့ကဘာတွေရှိမလဲဆိုတော့ဒီ tripod မလိုဘဲနဲ့ဒီ shot ဖြစ်တဲ့ပုံတွေကိုရနိုင်မှာလေ tripod မလိုဘူးဆိုတာကအဲတော်တော်များများမလိုတာပေါ့နော်အရင်ကြီးစက္ကန့်ကြီးအရင်ကြာသွားတဲ့ဟာမျိုးဆိုရင်ကျတော့လေအဆင်မပြေဘူးနော် tripod လိုတယ်ပေါ့ပုံမှန်လောက် low shutter လောက်ဆိုရင်တော့ tripod မလိုဘူးပေါ့နော် IPIS ပါလိုက်နောက်ထပ်တစ်ခုကကျတော့ဒီ stabilization မရှိတဲ့ lens တွေနဲ့သူကအလုပ်လုပ်နိုင်တယ်ခုနကကျွန်တော်အရှိမပြောခဲ့တဲ့ဒီ vintage lens ပေါ့နော်ဒီ ဟိုရင်ရှိခက်ကလမ်းတင်တယ်လေသူကအလုံးလုံးလိုင်းမှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုကဗီဒီယိုရှူတင်အတွက်လည်းတော်တော်ကောင်းတယ်ဥပမာကျွန်တော်တို့ walk and talk ရိုက်တာမျိုးတွေပေါ့နော်သွားသွားလာလာနဲ့ရိုက်တာမျိုးတွေဒီပြီးရင်ကျွန်တော်တို့ fast moving sense တွေပေါ့နော်အဲ့ဒီအခါမှာဟန်ဟဲကန်ရရင်လေတော်တော်ကောင်းတဲ့ဒီ footage ကိုဒီ IPIS ကနေပြီးတော့သူကထောက်ပံ့ပေးတယ်ပေါ့နော် low light photography အတွက်လည်းတော်တော်သုံးမယ်နဲ့ဒီ slow shutter ဆိုလို့ရှိရင်အဲဆိုနည်းမယ်နှိုင်းနည်းမယ်ပုံပုံကောင်းမယ်ပေါ့နော်ဒီလိုပုံစံဖြစ်လာတယ်ပေါ့နော် IPS ကအကျိုးတက်ရောက်မှုတိတ်ပြီးတော့နည်းနည်းနဲတဲ့ဟာတွေရှိရပါတော့အဲ့ဒါကတော့ telephoto တွေပေါ့နော် focal length တွေအေးဒီ focal length ဒီများတဲ့ဟာတွေပေါ့နော်ရှည်တဲ့ဟာတွေဆိုလို့ရှိရင် तू ကနည်းနည်းလေးတော့တိတ်အဆင်မပြေပေါ့နော်ဒီ200 mm အထက်ဆိုလို့ရှိရင်တော့ဒီ IPS တက်ဆိုင်လို့ရှိရင်ကို lens မှာဒီ OIS ပေါ့နော် optical stabilization ကိုဖွင့်တာပို့ပြီးတော့ကောင်းပါတယ်နောက်ထပ်တစ်ချက်ကတော့ battery စားတာပေါ့ IPS ကကြတော့ဒီ battery အသုံးပြုမှုတော်တော်များတယ်လို့ပြောလို့ရတယ် တဏီကုံတဏီကန် event တွေဝယ်တွေနေရိုက်မယ်ဆိုလို့ရှင်တော့ battery အပိုတလုံးလောက်ဆောင်သွားတော့အပိုပြီးတော့ကောင်းမယ်လို့တော့ထင်တာပေါ့ IPS နဲ့ OIS ကိုကျွန်တော်တွဲပြီးတော့သုံးလို့ရလားဆိုတော့တော်တော်များများတော့သုံးလို့ရတယ်ပေါ့နော်တချို့ဟာတွေကြတပ်ပါတီတွေပါနေတွေ့လာပြီးအခါကြလို့ရှင်တော့နည်းနည်းလေးဒီနှစ်ခုပေါင်းလိုက်လို့ရှင် conflict ဖြစ်တယ်ပေါ့နော်တချို့ဒီ camera lens combo ပေါ့နော်တို့တပ်ပါတီမဟုတ်တို့ first party အချင်းချင်းကတော့တိတ်ပြက်တလာမရှိပေမဲ့ ဲတပ်ပါတီတွေးလာတဲ့အခါမှာဒီ IBIS ကို OIS ကို since လုတ်ပေးတာပေါ့နော် since လုတ်ပြီးတော့ stabilize လုတ်မယ်ဆိုလို့ရှိရင်တခါတလေကြာရင် since မကောင်းတဲ့အခါပေါ့နော် since မကောင်းတဲ့အခါမှာဆိုလို့ရှိရင် result ကအဲ DB decoration လုတ်နေတာပေါ့ဒီ decoration lens ကို body ရော decoration လုတ်နေတဲ့အတွက်ကြောင့်မလို့တခါတလေအဆင်ပြေတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုက camera manual manual ထဲမှာပေါ့နော်ဝယ် manual ထဲမှာအဲဒီ support လုတ်တဲ့ဟာပေါ့နော်ဘယ်လိုလုတ်မလဲဆိုတာကိုဖတ်မယ်ဒါမှမဟုတ် ို့ရှိရင်လည်းဥပမာ lens ကဟာတုံးမယ်ဆိုရင် lens ကဟာကိုပဲတုံးเนาะကျွန်တော်တို့ဒီ IPS ကိုပိတ်ထားလိုက် IPS တုံးမယ်ဆိုလည်း lens ကဟာကိုဒီ OIS ကိုပိတ်ထားလိုက်ပေါ့เนาะဒါမျိုးပုံစံတုံးလို့ရတယ်ပေါ့เนาะနောက်ထပ်တစ်ခုကကြတော့ဒီ IPS ကကြတော့ဟိုတိတဲ့အတိုင်းပဲလေ तू ကဒီကင်မရာဆန်ဆာထဲမှာပဲ तू ကထိမ့်ပြီးတာဆိုတော့ တချို့နည်းနည်းလေးဟို confuse ဖြစ်တာကြတော့ moving subject တွေက moving subject တွေကို blurry မဖြစ်တော့ဘူးလားဆိုရွှေလျားနေတဲ့အရာတွေကြတော့ तू ကမဆိုင်ဘောเนาะကျွန်တော်တို့ရွှေလျားနေတဲ့အရာတွေကြတော့ तू က blurry ကို shutter slow shutter ဆိုရင် blurry ဖြစ်မှာတော့ဖြစ်မှာပဲဗောเนาะဒါမျိုးပုံစံပြောချင်တာပါကွာ movement တွေကိုပို့ပြီးတော့ပြပြတသားလိုချင်တယ်ဆိုရင်တော့ဒီကတော့ subject movement ပေါ့နော် subject movement ဆိုလို့ရှိရင်တော့ကိုက shutter speed ကိုကိုကကိုမြင်နိုင်ပေါ့နော်ဒါမျိုးပုံစံအဲနဲ့ရိုက်ကူလို့ရပါတယ် ဗီဒီယိုဒီမှာဆိုလို့ရှိရင် censorship ပေါ့နော် IPIF ဆက်တက်လောက်ထားမယ်ဆိုလို့ရှိရင်တခါတလေကျွန်တော်တို့ဒီ first pan ကြီးရိုက်တာတို့ဒီမြန်မြန်ပေါ့နော် pan ကြီးမြန်မြန်ဆွဲတာတို့ movement တွေမှာဆိုတော့ rolling shutter ဖြစ်တတ်ပါတယ်လို့နော် rolling shutter ဒီပုံစံမျိုးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ micro jello effect micro jello effect ပေါ့ဒါမျိုးခေါ်တယ်ပေါ့နော်သူ့ရဲ့ model ပေါ်မှာမူတည်ပြီးတော့ဖြစ်တတ်တယ်ဒီ video ရိုက်တော့မယ်ဆိုလို့ရှိရင်တော့ဒီ hand quick pan တွေပါရိုက်တော့မယ်ဆိုလို့ရှိရင်တော့ အော်ဂင်ဘယ်တုံးတာတော့ပိုကောင်းတယ်ဗောနော်ဂင်ဘယ်တုံးတာပိုကောင်းတယ်ကိုယ့်အကိုကင်မရာရှက်တာတွေပါညှိပြီးတော့ဒီလိုမျိုးဂင်ဘယ်နဲ့တုံးတာတော့ပိုကောင်းတယ်ဗောနော်တကယ်ဟို performance ကောင်းတဲ့အဲကင်မရာကြီးရှိရဗောနော် IPS တကယ်ဟို performance ကောင်းတဲ့ဟာတွေကတော့ထုံးစံအတိုင်းသိကြတဲ့အတိုင်းပဲတကယ်နာမည်ကြီးကင်မရာကြီးဗောနော် A7 Mark 4လိုမျိုးတွေ Mark 4ရဲ့အဲကျွန်တော်တို့ဒီ version ကိုပဲပြန်ယူထားတဲ့ဟာဗော A7C လို့ A7C2 လို့ FX3 ဗောနော်ပြီးရင်ကျွန်တော်ဆို R5 R6 R7 လိုမျိုးတွေ မက်ဒူတွေဘောနော်ဒါမျိုးပုံစံတွေဘောနော်နီကိုမာဆိုလဲ Z6 မက်ဒူ Z7 မက်ဒူပနာဆိုနစ်မှာဆိုရင် F S5 2ဘောနော်ပြီးလို့ရှိရင် S528 ပေါ့နော်ဒါမျိုးတွေမှာဒီ IPS system တွေကတော်တော်လေးကောင်းတယ်ပေါ့နော်ဒီ photo ရော video အတွက်ပဲတော်တော်လေးတုံးပြူလို့ကောင်းတယ်ပေါ့နော်နောက်ထပ်တစ်ခုကကျတော့ IPS မှာကင်မရာသုံးရင် tripod မလိုပဲနဲ့ရိုက်လို့ရတယ်ဆိုတော့ဟုတ်လားဆိုတော့ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့တစ်ခါလေကြက်လို့ရှိရင်လည်းကိုသုံးတဲ့တဲ့နေရာမှာလည်းသုံးရပို့ပြီးအဆင်ပြေပေါ့တစ်ခါကျလည်း IPS ကလည်းအရင်ကြီး shutter low shutter ကြီးကြတော့အရင်ကြီးအဆင်မပြေပေါ့နော်အဲ့တော့ဒီတော်တော်များများဒီ low light တွေဒီ walk and talk တွေပြီးရင်ကျွန်တော်တို့ဒီ vintage land တွေနဲ့တုံးတာတွေတော်တော်လေးကောင်းတယ် slow shutter ရိုက်လို့ရတယ်အဲ uh, ISO ကျွန်တော်တို့နှိမ့်ပြီးတော့ရိုက်လို့ရတယ် noise လည်းနည်းမယ် quality ကောင်းမယ်ဗောနော် hand held video ရိုက်တဲ့အခါမှာလည်းတော်တော်လေး smooth ဖြစ်တယ်ဗျာကျွန်တော်ပြောနေရတဲ့ပုံပြီးတော့ smooth ဖြစ်တဲ့ပုံစံနဲ့အဒီ video တွေကိုရိုက်လို့ရတယ်ဗောနော်အဲ့ဒါကတော့အဓိက IPIS ရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအဓိကကင်မရာကြီးတွေမှာပါတဲ့ဒီ IPIS ကကြတော့ဘလော့ဒီ stop ကိုဒီ ျွန်တော်တို့ဒီတုံခါမှုတွေပေါ့နော် short ချပေးနိုင်လဲဆိုတော့သူကတချို့ကင်မရာမှာဆိုရင်5 store လောက်ပေါ့နော်တချို့ကင်မရာမှာဆိုရင်8 store လောက်သူကအာဒီတုံခါမှုကိုသူက short ချပေးနိုင်8 store လောက်ထိကိုသူကလုတ်ပေးနိုင်တယ်ပေါ့နော်ထောက်ပံ့ပေးနိုင်တယ်ပေါ့ဒီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ IPS ပါတဲ့ကင်မရာပေါ့နော် performance ကောင်းတဲ့ကင်မရာတွေက ဒီ IBIS ကိုဘယ်လောက်ထိဒီ blurry ဖြစ်တာတွေနောက်ထပ်တစ်ခုကကြတော့ဒီ shape ဖြစ်တာတွေကိုဘယ်လောက်ထိ तू က save လုပ်ပေးနိုင်လဲဗောနောကိုဘယ်လောက်ထိ तू ကစွမ်းဆောင်ပေးနိုင်လဲဆိုတော့ तू က five stock ကနေ eight stock ဗောနောအဲ့တော့ five stock ကနေ eight stock ထိ तू က short ချပေးနိုင်တယ်ဗောနော shutter ကို तू က short ချပေးနိုင်တယ် shutter ကို short ချလိုက်တဲ့အခါမှာ blurry ဖြစ်တာတွေဒီကျွန်တော်ဒီ shape ဖြစ်တာတွေကို तू ကတော်တော်လေးကို five stock ကနေ eight stock လောက်ထိကို तू ကအဲဒီထိန်းထားပြီးနိုင်တယ်ဗောနောအဲ့တော့ကျွန်တော်တို့ဒီ Canon တို့ Canon ဒီ R5 Mark 2တွေနောက်တစ်ခုက Sony တို့ပေါ့နော် Sony FX3 တို့လိုမျိုး Mark 4တို့လိုမျိုးတွေဆိုရင်သူကဟိုကတော့ပါတယ်ပေါ့နော်သူက Sony ဒီမှာဆို5လောက်ရှိပါတယ်ပေါ့နော်တချို့မှလည်း8လောက်ပါတယ်အဲ Canon ဆို R5 R5 Mark 2တို့ဒီ R5 တို့ဆိုလို့ရှိရင်တော့သူက 8.5 stop လို့ဗောနော်အလောက်ထိကိုသူကပါတယ်ဗောနော်အထားပါတော့ကျွန်တော်တို့5 stop နဲ့8 stop ကိုပဲထားမယ်ဆိုလို့ရှိရင်ဥပမာကိုကသူကဘယ်လောက်ထိတော့မှသူက save လုပ်ပေးနိုင်လဲဗောနော်ကိုကဘယ်လောက်ထိသူက blurry ဖြစ်ဖို့ဘယ်လောက်ထိသူကဒီ IPS ကနေပြီးတော့ထိန်းထားပေးနိုင်လဲဆိုတော့ဥပမာကျွန်တော်တို့က shutter ဗောနော် shutter 250လောက်နဲ့ရိုက်မယ်250လောက်နဲ့ရိုက်မယ်ဆိုတော့သူက8 stop 8 stop ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ250เนาะသူရဲ့1 stop 125သူရဲ့နောက်ထပ်1 stop 60နောက်ထပ်1 stop 30เนาะ 58အဲ့ဒါဆိုရင်ကျွန်တော်တို့5 store ပေါ့နော်8 store ဆိုလို့ရှိရင်8ကနေပြီးတော့ပြန်သွားရင်8 4 2 1 second လောက်ထိကိုသူက save လုပ်ပေးနိုင်တယ်ပေါ့နော်ဒါတွေကအကုန်လုံးကကျွန်တော်တို့ဒီ IPIS ရဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ပြပေးခဲ့တာကတော့ဒီ IPIS ပေါ့နော်ကင်မရာအတွင်းထဲမှာရှိနေတဲ့ IPIS ကဘယ်လိုလုပ်လို့လဲဘာတွေလဲဆိုတာကိုပြပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်